ခါဟူတီလက်နက်ကိုင်အဖွဲ့ဖြစ်ပေါ်လာပုံနဲ့မကြသေးခင်ကဟူတီပြစ်မှတ်တွေကိုအမေရိကန်ကဘုံကျဲဖို့အစီအစဉ်ပေါက်ကြားမှုတွေကိုတင်ဆက်သွားမှာပါ။ ဟူတီတွေလို့လည်းလူသိများတဲ့အန်ဆာအလာဖွဲ့ဆိုတာယီမင်ကဆိုင်းဒီရှီယာအစ္စလာမ်နိုင်ငံရေးနဲ့စစ်ရေးအဖွဲ့အစည်းတစ်ခုပါသူတို့က1990ပြည့်နှစ်တွေမှာတမရအလီအက်ဘဒူလာဆာလီကိုစန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ်ပေါ်ပေါက်လာခဲ့တာပါဆာလီကိုအချင်းပြတ်ချစားမှုနဲ့နိုင်ငံခြားဩဇာခံသူလို့သူတို့ကဆွဆွဲခဲ့ကြပါတယ်ဒီအဖွဲ့ကိုအီရန်ကကြောထောက်နောက်ခံပေးထားပြီးအမေရိကန်အစ္စရေးနဲ့အနောက်နိုင်ငံတွေကိုစန့်ကျင်တဲ့အီရန်ဥဆောင်တဲ့ခုခံရေးမဟာမိတ်ရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ် မကြသေးခင်ကဟူတီပြစ်မှတ်တွေကိုအမေရိကန်ကဘုံကျဲဖို့အစီအစဉ်ပေါက်ကြားမှုမကြသေးခင်ကလုံခြုံရေးဆိုင်ရာအရေးကြီးတဲ့ပေါက်ကြားမှုတစ်ခုဖြစ်ခဲ့ပါတယ်အမေရိကန်အရာရှိတွေကယီမင်းရှိဟူတီပြစ်မှတ်တွေကိုဘုံကျဲဖို့စီစဉ်နေတဲ့အကြောင်းကိုလို့ဝက်အစင်မတက်မှတ်ထားတဲ့ platform ပေါ်မှာဆွေးနွေးခဲ့ကြတာပါ The Atlantic ရဲ့ Editor Jeffrey Goldberg ကကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်အပါဝင်ထိတ်တန့်အရာရှိတွေကတိုက်ခတ်ရေးဆိုင်ရာအသေးစိတ်အချက်လက်တွေကိုမျှဝေခဲ့တဲ့စစ်နော်အဖွဲ့လိုက်ချက်တင်မှုဖဲကိုမတော်တဆပါဝင်ခဲ့ပါတယ်ဒီပေါက်ကြားမှုကအမျိုးသားလုံခြုံရေးနဲ့ဒီသတင်းအချက်လက်တွေသာဟူတီတွေဒါမှမဟုတ်သူတို့ရဲ့မဟာမိတ်တွေစီရောက်သွားခဲ့ရင်ဘလို့အကျိုးဆက်တွေဖြစ်လာမလဲဆိုတာကိုစိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့ပါတယ်ဒီဖြစ်ရပ်ကအရေးကြီးတဲ့စီးရေးလုပ်ငန်းတွေအတွက်လုံခြုံရေးမရှိတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုအသုံးပြုခြင်းရဲ့အနေအထားတွေကိုမိမောင်းထိုးပြနေပါတယ် Soul TG Show.